ကဲကိုမိုင်ကအမြဲပြောနေတဲ့ဇကားတခွန်းရှိတယ်။ကြားဖင်ခွင်လို့ရတဲ့ဆိုပြီးတော့เนาะအခုတော့အဲ့လိုမဟုတ်ဘူးကတော့မိုင်เนาะဇကားကနည်းနည်းကျမ်းတယ်။တိလားအခုတော့အဲ့လိုမဟုတ်ဘူးကြားဖင်ကိုခွင်လို့ရမဟုတ်ဘူးဖုတ်ဖင်ခွင်လို့ရ။ဘာဖြစ်လို့လဲဆိုတော့စစ်တပ်ထဲကเนาะရှိတဲ့ကောင်းတွေအားလုံးကလက်ရှိကြန့်ဖို့မှာဖုတ်တွေကသူတို့ကလွတ်တော် အမတ်တနေရာရမယ်ဆိုပြီးကောင်းကောင်းစောင့်နေတာ။အခုမင်းအောင်မိုင်ကအဲ့ဒီစောင့်နေတဲ့ကောင်းတွေအကုန်လုံးကိုစောက်ကန်ထုတ်ပြီးတော့ သူယုံကြည်ရတဲ့တုကောင်တွေကိုအကုန်ထဲ့တယ်ဆိုတော့အကုန်လုံးဖုတ်တယ်ခွေးဘွားရောက်သွားတာနော်ဖုတ်ခွေးဘွားရောက်သွားတာအခုမှကျွန်တော်ပြောတဲ့ဖုတ်ခွေးဆိုတာအဲ့ဒါကိုပြောတာတတိလေးအရင်ဖတ်ပြမယ်နော်အကြမ်းစစ်ကောင်းဆောင်မင်းအောင်လာရင်အမေဖြစ်ကြမ်းဖုတ်ပါတီတို့ဗိုလ်ချုပ်ကြီးအစစ်မအောက်ခြေအစစ်ကြီးစစ်အရာရှိကြီးများယုံအုပ်နဲ့တက်ကြက်ကြီးစည်င်းများပါမကြမ်းစုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းကြံခိုင်ရေးပါတီတရင်းရင်းနှစ်စီရီယံဘိုးကြီးဇင်ယောင်ကရန်ကုန်ခေတ်တရင်းဌာနကတော့ပြောဆိုတယ် အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်ယခုစက်တင်ဘာလစာမိုင်းမှစတင်ပြီးစစ်ရုံးနှင့်ကာဝေးဝင်ကြီးဌာနမှစစ်အရာရှိကြီးအဆင့်အရာရှိငယ်အဆင့်ထိအရာရှိများအောက်ခြေအဆင့်တွင်မူရုံးအုပ်မှတက်ကြွကြီးစရေအဆင့်များကိုပါကြံ့ဖို့ပါတီတို့ပြောင်းရွှေ့ခိုင်းနေကြောင်းတိရှိရစစ်တပ်မှဗိုလ်ချုပ်ကြီး2ဦးဒုဗိုလ်ချုပ်ကြီး6ဦးဗိုလ်ချုပ်12ဦးဗိုလ်မှူးချုပ်ဗိုလ်ကြီးဗိုလ်မှူးကြီးနှင့်ဒုဗိုလ်မှူးကြီး300ဦး ဗိုလ်ကြီးနှင့်ဗိုလ်မှူး130ဦးရုံးအုပ်မှတက်တက်ကြီးစည်ရည်အချမ်းအဆင့်60ဦးစုစုပေါင်း489ဦးကိုကျန်းဖို့ပါတီတို့စစ်ကောင်းဆောင်ကပြောင်းရွှေ့စေခဲ့ကြောင်းစီဒီယံဗိုလ်ကြီးစင်ရောကပြောဆိုတယ်။အောင်လင်းတွင်းနဲ့ဗိုလ်ချုပ်ကြီးဗိုလ်ချုပ်ကြီးဟောင်း3ယောက်ဒုတိယဗိုလ်ချုပ်ကြီး6ယောက်ကတော့အတီးပြုတ်ပြီးအမည်စရင်လက်ကတော့ထွက်နေပြီးထူးချုံမာရောစစ်စရင်ချုပ်ယုံမာရောစစ်ရာဒုခန့်ချုပ်ယုံမာရောထွက်နေပြီး ဒီစတိမာလအဲမှာပဲအတိတ်ဖြစ်သွားလိမ့်မယ်ထင်ပါတယ်ဒါတွေကတော့စာရက်စာတန်းရဖို့အတော်လေးခဲရင်းတယ်စိရာဒုက္ခကြုံတဲ့စရင်ကြုံယုံကပဲထုတ်ပြန်မဲ့ယုံတွင်အမိန့်တွေဖြစ်တဲ့အတွက် document ရဖို့တော့အတွင်းပိုင်းကအဖွဲ့တွေနဲ့ထပ်ပြီးတော့ချိတ်ဆက်ရအောင်မှာပါဟုစီရန်ဘူကြီးဇင်အောင်ကပြောဆိုတယ်ကျန်းကရေးပါတီတရင်ကြီးတွေကမူစစ်တမကျန်းဖို့ပါတီတို့ပြောင်းရွှေ့လာတော့စစ်အရာရှိဒီညာကြီးစည်ရင်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကနောက်ဆုံးအ အတီးပြုတ်ပြီးမှရောက်ရှိလာခြင်းဖြစ်ပြီးပါတီဥက္ကဋ္ဌခင်ကြီးခေါင်းဆောင်တော်ပါတီဘိုလ်အလုံးမှုဆောင်အဖွဲ့ကလက်ခံပေးရကြောင်းအရေးအတွက်အတိအကျမတိချိရတော့လဲမဲဆန္ဒနယ်များအတွက်ကိုယ်စလဲလောင်းရွေးချယ်ရတဲ့စစ်တမပြောင်းရွှေ့လာတော့စေရာရှိဟောင်းများအတွက်မဲဆန္ဒနယ်များခြံထားပေးရကြောင်းတိရှိရတယ်ပြောင်းရွှေ့လာတဲ့ဗိုလ်ချုပ်စည်ရင်တွေဘေးမှပြိုင်မဲ့မဲဆန္ဒနယ်နဲ့ပြိုင်မဲ့လွှတ်တော်ပါတခါတည်းပါပါတယ်အဲ့ဒါတွေကပါတီဘက်ကမဖြစ်မနေဖယ်ပေးရတယ် တတ်ချုပ်အတီးပြူပြီးလာတာမို့ဒီဘက်ကလည်းမဖြစ်မနေလက်ခံရတယ်ဟုစံခံရေးပါတီသတင်းရင်းမြစ်ကပြောဆိုတယ်စံခံရေးပါတီကလာမဲ့ဒီဇင်ဘာလရွေးကောက်ပွဲတွင်မဲဆန္ဒနဲ့အားလုံးရှင်ပြိုင်ပြီးဖြစ်ပြီးဤတိနိုင်ငံရေးပါတီနှင့်မှရွေးကောက်ပွဲတွင်မဟာမိတ်လုပ်မည်မဟုတ်ပဲမဲဆန္ဒနဲ့အားလုံးအနိုင်ရရှိအောင်ရှင်ပြိုင်သွားမည်ဟုမူဝါဒချမှတ်ထားကြောင်းသိရတယ်ကဲဒါကတော့ကြားဖင်ခွင်လို့တော့မဟုတ်ဘူးဖုတ်ဖင်ခွင်လို့ရတာเนาะအဲ့တော့ ဖို့တေတေလိုက်တော့ဗောဟမ်ဖင်ဆောက်ပြီးတေးနေနိုင်အောင်မလေးဆိုပြီးတော့ဖင်ဆောက်ပြီးတော့တေးလိုက်ကြတော့တိလာအဲ့ဒါပဲအဲ့ဒါပဲเนาะလက်ရှိဖို့ထဲမှာ ရှိတဲ့အဲမြို့နယ်အဆင့်ကစပြီးတော့အပေါ်ပိုင်းအားလုံးဟာလေစစ်တပ်ကဘောင်းမီချွတ်ထားတဲ့ကောင်းနေပါပဲเนาะဒါပေမဲ့အဲ့ဒီစစ်တပ်ဘောင်းမီချွတ်ထားတဲ့ကောင်းတွေကဘောင်းမီချွတ်တဲ့အချိန်နည်းနည်းကြာသွားတဲ့အတွက်ပြည်သူတကြားတဲ့ကိုရောက်တဲ့အချိန်ကြာသွားတဲ့အတွက်စစ်ကောင်းဆောင်တွေကဘယ်တော့မှမယုံဘူး အဲ့တော့စစ်ကောင်းဆောင်တွေကစစ်တပ်ထဲမှာတော့သူတို့စစ်သားစစ်သားချင်းတော့ယုံကြည်မှုမရှိတဲ့ကောင်တွေဖြစ်တဲ့အတွက်ဒီလိုမျိုးဘောင်းပြီးချုပ်ပြီးကြာွားတဲ့အပြင်လူဖြစ်သွားတဲ့ကောင်တွေကိုလုံးဝယုံကြည်မှုမရှိတော့ဘူးယုံကြည်မှုမရှိတဲ့အတွက်ဒီရွေးကောက်ပွဲကိုအတင်းအကျပ်အစကတည်းကတရုတ်တို့ဘာတို့ကလှုပ်ခိုင်းနေတာဒါပေမဲ့မင်းအောင်လှိုင်ကခေါင်းမာပြီးနေနောက်ဆုံးမှဘလို့မှညင်းလို့မရတဲ့အဆုံးမှာလက်ရှိစစ်တပ်ထဲကတူရဲ့အမိတ်ဩဇာခံတဲ့ကောင်တွေအကုန်လုံးကိုဘောင်းပြီးချုပ်ပြီးဖုတ်လို့ ဖို့ကနေတစ်ဆင့်ရွေးကောက်ပွဲတစ်လုံးအဲ့ဒီရွေးကောက်ပွဲအတစ်ဆင့်နိုင်ငံအာဏာကိုတရားဝင်လောက်တယ်ဆိုပြီးတော့မင်းအောင်လှိုင်ကပူတင်တို့ရှီကျင်းပင်တို့နော်တုပထွေးတွေကိုလိုက်ကြည့်ပြီးတော့အတုခိုးတဲ့ပုံစံမျိုးနဲ့အာဏာကိုတသက်လုံးထုတ်ကင်ဖို့စပြီးတော့ဖန်တီးတာနော်ဒါကြီးကိုအကြံဖို့ပါတီဝင်တွေကဘူမတီဘမ်မတီနဲ့ငါတို့အဖငါတို့အဖဆိုပြီးတော့နော်ညကျွန်တော်လိုက်ထဲမှာပြောသလိုပေါ့ဟုတ်တယ်မလားရသနာကြီးပုံမှန်တက်တက်တက်ဂါကြီးရမင်းအောင်လှိုင်ဟာနိုင်ငံတစ္ဆာဖောက်ဖြစ်တဲ့ နိုင်ငံတော်ပုံကံမှုကြီးကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ကြီးအဲ့ဒီရာဇဝတ်ကောင်ကြီးကိုငါတို့ရဲ့ဥက္ကဋ္ဌကြီးပါငါတို့ရဲ့နတ်ဆကဥက္ကဋ္ဌကြီးပါငါတို့ရဲ့တတ်ချုပ်ကြီးပါငါတို့ရဲ့ယာယီတပ်မထကြီးပါဟမ်ငါတို့ရဲ့စစ်ကော်မရှင်ဘာဖြစ်ကြည့်အဲစစ်ကော်မရှင်ဝန်ကြီးချုပ်တော်အခုကမနေ့ကပေးထားတယ်ဒါပေမဲ့ဘာမှစောက်စရာမရှိဘူးဟမ်ညိုစောကိုပေးထားတယ်ဟုတ်တယ်မလားအဲ့တော့မင်းအောင်လိုက်ရာဇဝတ်ကောင်ကြီးရှင်းရှင်းလေးပဲအာနာသိန်းတာမနေ့9နိုင်မှာတိန်းတယ်ကာလုံခေါ်တာမနေ့9နိုင်မှာ အဲ့တော့မနက်9:00နာရီမှာတမထကနှောင်းဆက်9ကသူတို့ကိုယ်တိုင်ခြေကံဥပဒေနဲ့အညီလွတ်တင်ထားတဲ့ရွေးချယ်တင်မြှောက်ထားတဲ့တမထအဲ့တော့နိုင်ငံတော်ပုံကံမှုကအော်တိုကျူးလိုမီတာဖြစ်နေပြီနော်ဒါပေမဲ့အောက်ခြေမှာရှိတဲ့ကောင်တွေဘာမှမပြောရဲဘူးအဲ့တော့မင်းအောင်လိုက်ဘာလုပ်လို့ကြောက်နေရလဲမကြောက်လို့လည်းမရဘူးလေတတ်ခံနေမှာဟမ်ဟုတ်တယ်မလားစစ်သားတာဆိုတဲ့ပြောတော့စစ်သားတွေဆိုတာကလေတတိနဲ့ပြည့်စုံတဲ့ယောက်ျားပိတာတဲ့သူတို့ကြားခဲ့တာဟမ်အရင်ခေတ်ကအရင်ခေတ်ကပြောတာ အခုခေတ်စစ်ဘုံကျုပ်တည်ဆိုတာတော့ဘုရင်ကပြောသလိုစကားကိုလည်းဘလောင်းပလဲပြောတယ်ဖာလိုအပ်လို့ရှိရင်ဖင်အောင်ခံတဲ့ကောင်တွေနော်အဲသူတို့တို့လိုအပ်လာလို့ရှိရင်ဖင်ခံဖို့လည်းဝင်မလေဘူးအဲ့လောက်ထိဖာကြတဲ့ကောင်တွေအဲ့တော့အဲ့လိုကောင်မျိုးတွေကတိုင်းပြည်မှာတက်ပြီးတော့စစ်ဘုံကျုပ်တည်တက်လို့နေတာနောက်ဘာဖြစ်လာလဲစစ်သည်ရဲထဲမှာမှန်ကန်တဲ့စစ်သားကောင်းတွေမှန်ကန်တဲ့ရဲကောင်းတွေကနေရာမရတော့ဘူးအဲ့တော့တိုင်းပြည်မှာအစိုးဆုံးယောဂါကတော့ဒီစစ်ဆဲက အားလုံးကိုလိုက်ပြီးတော့ကုတ်ထားတဲ့ရောဂါပဲဘယ်နောက်ထိကုတ်လဲဆိုတာကျမ်းမာရေးဝင်ကြီးဌာနပညာရေးဝင်ကြီးဌာနနော်စသဖြင့်ဝင်ကြီးဌာနဘောင်းဆောင်မှာညွန်ကျုံညွန်မူကစပြီးတော့အပေါ်ဝင်ကြီးချုပ်အထိကစစ်တပ်ကဘောင်းမချုပ်တဲ့ကောင်ကြီးပဲနော်နောက်ဆုံးဘယ်နောက်ထိပါလဲဆိုရင်တကိုးကြီးပါတယ်ဆိုတော့တကိုးကြီးဖျားတော်မှာဂောဘကဟာစစ်တပ်ကဘောင်းမချုပ်တဲ့ကောင်ကြီးနော်အခုလဲကျန်းဖို့ပါတီး ပြောတော့ပါတီစုံဒီမိုကရေစီတို့ဟမ်ပီအာစနစ်တို့ပါဖြစ်သားတို့ညာဖြစ်သားပေါက်ပန်း50ကြီးရှောက်ပြောတယ်နော်ဖုတ်တယ်ရလေဒီကောင်တွေပေါက်ပန်း50ပြောမှဆိုအရန်အားတိုင်တယ်စစ်မှုထမ်းဥပဒေထွက်လာတော့ကဒီလိုပဲအမင်းတို့ကဘာဖြစ်သားလဲနိုင်ငံစစ်ပညာတင်တာနှစ်နှစ်ထမ်းပြီးကိုတော်ဝင်ကိုပြီးလို့ရှိရင်အေးစစ်ထွက်ဝင်ရမှာဟာဟိုနော်ဒီနှစ်နှစ်အတွင်းမှာလဲစစ်တနာပေးပြီးကင်းမဲဆောက်ခိုင်းမှာဘာမှလုပ်စရာမလိုဘူးဟမ်အခုစစ်တနာအပတ်စဉ်စက်ခွန်ရောက်သွားပြီမတာဘလောက်ပေါ်သွားပြီအဲ့ဒါဖြစ်ပဲ ဲ့တော့ဒီလက်ရှိမင်းအောင်နိုင်တို့တွားနေတဲ့လမ်းကြောင်းဟာဥပဒေနဲ့မူနဲ့ဘောင်နဲ့စီးမြင်းစီးကန်းနဲ့တွားနေတာမဟုတ်ဘူးဗယံပဒါပောက်ပန်း40လမ်းပေးစရိုက်တွားနေတာတလိပ်ဆန်ဝါရစရိုက်တွားနေတာအဲ့ဒါကြီးကိုအားပေးတဲ့ထောက်ခံတယ်ဆိုရင်တော့ကြိုက်တယ်လို့လုပ်ကြပေါ့ဟုတ်တယ်နော်အခုကဲဖုတ်ထဲမှာရွေးကောက်ပွဲလေးခိုင်ပြီးကွာနော်အန်ဒီကလည်းမပါဘူးအန်ဒီရဲ့မပါဘူးရှိတဲ့အဲဟိုအန်ဒီအဲ့တို့ဘာတို့ အဲပခုံးကြီးရှင်လာမဲ့ကောင်းတွေကိုလည်းငါတို့ရွေးကော်မရှင်ကကန်ထုတ်တယ်ဆိုပြီးတော့ထုတ်ပယ်ထားတယ်ငါတို့ကတော့နေရာလေးတနေရာရပြီဆိုပြီးတော့ပုတ်ထဲကကောင်းနေအဲအတီနူးနေတာစီးစာမှာခံစားနေတာဟမ်မင်းအောင်နိုင်ကဘာလုပ်လဲဆိုတော့စီးစာမှာချိထိုင်ပါပလိုက်ပေါ့ဟမ်လူများတွေကစီးစာလေးကိုအေးအေးဆေးဆေးလေးခံစားနေတာပုတ်တွေကမှာမီးတွေနှံပြီးတော့ငါတော့လွတ်တော်လွတ်တော်ထဲမှာဝင်ထိုင်ခွင့်ရပြီကွာဆိုမီးတွေနှံပြီးတော့စီးစာမှာခံစားနေတာ ဲ့ဒီစီးသားမှာခံစားနေတဲ့အရှိရာနေဖြတ်လျှောက်လာပြီးတော့မဟုတ်လေစီးသားမှာချီးပါလိုက်တော့ဟမ်ဖုတ်တယ်ငိုပြီပေါ့လို့အဲ့ဒါပဲတိလာမင်းတို့အားပေးနေတဲ့ဘယ်အချမ်းကနံပါတ်1ရာဇဝတ်ကောင်ကြီးရာဇဝတ်ကောင်ဆိုတဲ့ကောင်မျိုးကဥပဒေနဲ့တွားမလားစီးကန်းနဲ့တွားမလားမတွားဘူးတဲ့ရာဇဝတ်ကောင်ဖြစ်နေပြီဒီရာဇဝတ်သားလေ तू ကတိတ်မိတဲ့ရလောက်မှာပဲဟမ်အချုပ်သားအချုပ်ကင်းဆောင်တဲ့ရဲကိုထုဖို့လည်းသူဝင်မလဲဘူး။အခြံစည်းကိုထောင်တကားဖောက်ဖို့လည်းသူဝင်မလဲဘူး။အဲ့ဒီအတွက်သူ့မှာ စီမင်းစည်းကမ်းဥပဒေတရားမှုမတရားမှုအမှန်တရားဆိုတော့ဘာမှမရှိဘူးအဲ့ဒါလို့កောင်မျိုးဆရာသွားတင်ပြီဆိုတော့ကခံကြပေါ့နော်ခံကြပေါ့အဲ့တော့ PR စနစ်ပါဘာဖြစ်တာညာဖြစ်တာអော်ပြီးတော့ពីទူကိုတិសាផောက်ပြီးတော့ဒီជាဆွေកောင်နဲ့ប៉ောင်းတဲ့កောင်တွေအကုန်လုံးခွေးလဲဖြစ်အောင်မယ်တမိုင်းမှာလဲအမဲဆက်တစ်တလုံးတွင်းအောင်မယ်နော်အဲ့တော့ဘာပဲပြောပြောကျွန်တော်တို့ကတော့ပွဲချိတ်ပြည့်တဲ့နေလဲជីလိုအိုက်កောင်းပါလေဟမ်ဘာဖြစ်တယ်ဖုတ်ဖင်ခွေးလို့တဲ့ပွဲလေးပေါ့နော်စိတ်မကောင်းဘူးတိလား